မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုအရင်ယူဖို့အိုင်အယ်လိုဆုံးဖြတ်မှာဖြစ်ပြီးရုရှားနဲ့တရုတ်ကနိုင်ငံအတွက်အတုံးမချဖို့ဆွဆွေးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုအရင်ယူဖို့လာမယ့်ဆုံးမှာအမိပြဆိုင်ရာ အလုတ်သမားကြီးရာဖွဲ့ချုပ် IRL ဆုံးဖြတ်မှာဖြစ်ပြီးရုရှားနဲ့တရုတ်က IRL ရန်နိယားကိုနိုင်ငံရေးအတွက်အသုံးမချဖို့ဆွဆွဲပြောကြားနေကြောင်းမြန်မာနိုင်ငံဆိုင်ရာအလုတ်သမားတမကများအဖွဲ့ချုပ်ကတီးရပါတယ် IRL ကအဖွဲ့ဝင်186နိုင်ငံနဲ့ဖွဲ့စည်းထားပြီးစစ်ကောင်စီကိုအခြေခံခွင့်ရချုပ်ဖောက်မှုနဲ့အကြမ်းဖက်မှုတွေစတာတို့အတွက် IRL Constitution Article 33နဲ့အညီအရေးယူဖို့လာမယ့်ဇွန်လမှာ17ရက်နေ့ထိကျင်းပမယ်ညီနာခံမှာမဲခွဲဆုံးဖြတ်မှာဖြစ်ကြောင်းသိရပါမယ်ဒီလိုအရေးယူနိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအ ်ညူဂျီဦးဆောင်ပြီးအလုရှင်လို့တမသုံးပွင့်ဆိုင်ကိုယ်စားလှယ်ဖွဲ့တို့ကဆောင်ရွက်ခဲ့တာဖြစ်ပြီးအစုံအဝါကိစ္စရဲ့နဲ့ပတ်သက်ပြီးမေလ28ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ကျမတို့ကိုရုရှားနဲ့တရုတ်ကအိုင်ယလိုရန်နီယာတွေ့မှာဆွဆွဲနေတဲ့စကားလုံးရှိရင်အိုင်ယလိုရန်နီယာကိုနိုင်ငံရေးအတွက်လာမသုံးနိုင်လို့ပြောလို့ပြောထားရှိရဲလို့ CDUM နဲ့ထောက်အတွင်းမှုဒေါ်ဖြိုးစန္နာဆိုကပြောပါတယ်။ဒါအပြင်စုံစမ်းစစ်ဆေးရေးကော်မရှင် COI ရဲ့တိုက်တွန်းချက်များအန်ယူဂျီအစိုးရရဲ့သုံးပွင့်ဆိုင်ကိုယ်စားလှယ်များကိုအိုင်ယလိုကအတိမတ်ပြုရင်းဆောင်ရွက်ချက်များစစ်ကောင်စီ ထောက်တိုင်းမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI ရဲ့အိုင်ယန်လိုဆုံးဖြတ်ချက်တွေကိုလင်းလျူရှုမထီမဲ့မြင်ပြုနေမှုနဲ့ဆက်လင်းပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကရှင်းပြပါရစေ။ စစ်ကောင်စီကအာဏာသိမ်းပြီးနောက်အိုင်ယန်လုံရဲ့လွတ်လပ်စွာတင်ပင်းဖွဲ့စည်းခွင့်နဲ့စုယုံခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89 1948နဲ့အတ္တမအလုတ်စီခိုင်းမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29 1930တို့ကိုလိုက်နာဖို့ပြက်ကွက်ချိုးဖောက်ကျူးလွန်ခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်2022ခုနှစ်မတ်လမှာအိုင်ယန်လုံကလွတ်လပ်ပြီးတရားမျှတတဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် CY တရက်ကိုဖွဲ့စည်းပြီး2024ခုနှစ်နိုဝင်ဘာမှာအခုလိုစစ်ကောင်စီကိုအရေးယူဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီမတိုင်ခင်ပြီးခဲ့တဲ့ 2009ခုနှစ်စစ်အစိုးရလက်ထက်ကလည်း ILO ကို ILO ဥပဒေပုံမှ33နှစ်အရေးယူပူပြီးပိတ်ဆို့ထံခတ်ခဲ့တဲ့အတွက်လက်ရှိမှာ စစ်ကောင်စီဘက်ကလာမယ့်ဆိုမှဒုတိယကြိမ်မြောက်အရေးယူမခံရအောင်တုံ့ပြန်မှုစူးစမ်းနေကြောင်းသိရပါဗျ။နောက်ထပ်တစ်ပုတ်အနည်းငယ်မဟာအောင်မြင်မှုနယ်မှာငလင်အတွက်အလူရှင်များနဲ့ဖွဲ့စည်းတွေကလူဒန်းထားတဲ့ငွေကြီးနဲ့ထောက်ပံ့ရေးပစ္စည်းများကိုထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးဖွဲ့တွေကဖျက်ယူထားတဲ့ကြောင်းပြန်ဆက်ပြီးပါမယ်။မန္တလေးတိုင်းမဟာအောင်မြင်မှုနယ်မှာငလင်အတွက်အလူရှင်များနဲ့ပရဟိတဖွဲ့စည်းတွေကလူဒန်းထားတဲ့ငွေကြီးနဲ့ထောက်ပံ့ရေးပစ္စည်းမျိုး များကိုထွေအုံနဲ့ရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေကဖြန့်ယူထားတယ်လို့အဲ့ဒီမျိုးနဲ့အတွင်းမှာပရဟိတာစေတနာရှင်ဖွဲ့စည်းတချို့ကပြောပါတယ်မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငနေကြောင့်မဟာအောင်မြင်မျိုးနဲ့တွေ့ရှိအလူရှင်များနဲ့ပရဟိတာဖွဲ့စည်းတွေကလာရောက်လူဒဏ်မှုတွေကိုမျိုးနဲ့ထွေအုံနဲ့ရက်ကွက်အုပ်ချုပ်ရေးဖွဲ့တွေကတက်ဆိုင်ရာမျိုးနဲ့နေရက်ကရုံးနေမှာသာလာရောက်ပို့ဆောင်စီခဲ့ကြောင်းအဆိုပါပို့ဆောင်ခဲ့တဲ့ပစ္စည်းတွေမှာအရေးပေါ် ရင်အစားအသောက်နဲ့စီဝါများပါဝင်ပြီးအလူရှင်တွေကလည်းငွေကြေးများလှူဒန်းသွားခဲ့ကြောင်းအဲ့ဒီလူဒန်းမှုတွေကိုမြို့နယ်ထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးတွေကစည်ရင်းနဲ့လက်ခံရရှိခဲ့တော့လဲမေလ30ရက်နေ့ငလင်းလောက်ခတ်ပြီးနှစ်လကျော်ကြာမြင့်တဲ့ဒီမြည်တိပြည်သူတွေကိုမှပြန်လည်ပြီးဝေခြင်းမရှိကြောင်းသိရပါတယ် မလ28ရက်နေ့ငလင်ကြီးလှုပ်တော့ညချင်းစားရမယ်ထမင်းထုံနဲ့ရိတ်ခါကလွဲပြီးကြံတဲ့ရေရိတ်ခါကြောင့်စေဝါနဲ့အလူငွေတွေကိုမြို့နယ်ထွေအုပ်ယုံကယုံမာလာလူခိုင်းနေပြီးမှထွေအုပ်ကစရင်နဲ့ပြန်ဝင်ပြီးမယ်ဆိုပြီးသူတို့စီမှာပဲပစ္စည်းတွေလာပို့ခိုင်းနေတကယ်လို့လမ်းမဝင်ရင်ဝရုံးတုံးကနဲ့အကုန်ထိမ့်မရသိမ့်မရဖြစ်မယ်လုံခြုံရေးအရာထွေအုပ်ယုံကိုလာပို့ရမယ်ဆိုလို့အလူရှင်တွေရောပရဟိတဖွဲ့တွေရောမဟာအောင်မြင်မြို့နယ်ထွေအုပ်ယုံမှာပစ္စည်းတွေပို့ပြီးလူကြတယ်ဒီနေ့ငလင်လောက်တာနှစ်လကျော်သွားပြီလာပို့တဲ့ပစ္စည်းတွေငွေတွေဖဲပြည်သူကမှထွေအုပ်ကပြန်မပေးဘူးဘယ်သူမှလည်းမရဘူး ုပစ္စည်းတွေလည်းထွေးအုပ်ယုံမှာမတွေ့ရဘူးလို့မဟာအောင်မြင်မြို့နယ်မှာပရိုက်တန်ဖွင့်ခေါင်းဆောင်တုံးကပြောပါတယ်။အလားတူမဟာအောင်မြင်မြို့နယ်52လမ်း86လမ်း89လမ်းတို့မှာလည်းရက်ွက်အုပ်ချုပ်ရေးအေထုံနဲ့ပြူစောတီတန့်စင်တို့ကငနေဘေးအတွက်အလူရှင်များလူရန်ထားတဲ့ငွေကြေးတွေကိုရက်ွက်ရန်ပုံငွေလို့ဆိုပြီးစင်ရင်မပြဘဲတုံးဆွဲလိုက်ခြင်းငလင်ဘေးတစ်ပြည်သူတွေအတွက်လူတန်းထားတဲ့ရိခါချောင်းနဲ့စီဝါများအပအဝင်အရေးပေါ်ခင်းစိမ်းပစ္စည်းတွေကိုပြန်လည်ရောင်းချမှုတွေလုပ်ဆောင်နေကြကြောင်းသိရပါတယ်။ဖြစ်တာကမန္တလေးရက်ွက်တိုင်းမှာအဲ့ဒီလိုတွေပဲဖြတ်စားအလွယ်တုံး ံစာလောက်တာရင်းဖြစ်နေတာထွေအုပ်ကသူတို့လာပြီးတာရင်းရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လည်ပြီးတော့လဲရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ကအကုန်အလွဲတုံစာလောက်တဲ့အိမ်ပြိုပြက်စင်းရင်ောက်ပါဆိုတာကိုသူတို့အမျိုးတွေစင်းရင်ောက်ပြီးထွေအုပ်ကိုတင်းနေငနေလို့လို့ဒုက္ခရောက်နေတဲ့စစ်မှုထမ်းကြီးပါလောက်ောက်တဲ့တပြားတစ်ချက်မှကုငွေမရတဲ့ပြင်ဒုက္ခပါထပ်ပြီးတည်တာလို့မဟာအောင်မြင်မြို့နယ်မှာပြည်သူတအုပ်ကဆိုပါတယ်မန္တလေးမြို့မှာငလင်းလောက်ခတ်ခဲ့တာနလားကြော်ကြပြီးဖြစ်တော့လဲပြည်သူတွေကစစ်ကောင်စီထံမှပြည်သည့်အကူအညီမရရှိသေးပဲငလင်းကြောင့်တင်းဆောင်သွားတဲ့အဆောင်တွေကလည်းငွေကြီးမတက်နိုင်တဲ့ အတွက်တင်းဆောင်အဆောက်အုံများကိုအလုံးစုံဖြိုဖျက်နိုင်ခြင်းမရှိဘဲအနည်းရှိနေတဲ့အနေအထားနဲ့ဆက်လက်ထားရှိနေရကြောင်းငလင်းပီးတင့်ပြည်သူတွေကပြောပါရယ် ဆက်လက်ပြီးမန္တလေးမြို့ချမ်းဤတာဆန်မြို့နယ်မှာငလင်တန်တင်အဆောင်ဖြူချရာမှာဆက်လက်ပြင်ပြကြပြီးအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပြပါမယ်။မန္တလေးမြို့ချမ်းဤတာဆန်မြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားရှိငလင်တန်တင်အဆောင်တလုံးဖြူချရာမှာဆက်လက်ပြင်ပြကြပြီးအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံလူမှုကေဆိုင်ဖွဲ့မန္တလေးတိုင်းဒေသကြီးမှတာဝန်ရှိသူတောင်းကပြောပါရယ်။မေလ30ရက်နေ့လေတနာ ਈ မန္တလေးမြို့ချမ်းဤတာဆန်မြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားရှိငလင်တန်တင်အဆ ဆောင်တလုံးကိုဖြိုချနေစဉ်ဆက်လက်ပြင်ပြိုကြပြီးမြို့သားနှုတ်မစိုးရင်ညာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒီနေ့နေ့ခင်တနင်္လာနေ့ကပါငလင်ကျောင်းပြိုကြတဲ့အဆောင်ကိုဖြိုချနေတဲ့အချိန်မှာဆက်လက်ပြင်ပြိုကြပြီးတော့ခြေထောက်ထိခိုက်ဒဏ်ရာရတာလူနာတွေကမစိုးရင်ရဘူးဒဏ်ရာရလူနာတွေကိုတော့စင်းယုံပို့လိုက်တယ်လို့မြန်မာနိုင်ငံလူမှုကေဆိုင်အဖွဲ့မန္တလေးတိုင်းဒေသကြီးမှတာဝန်ရှိသူတောင်းကပြောပါရတယ်။အဲ့ဒီလိုထိခိုက်ဒဏ်ရာရရှိတဲ့မြို့သားနှုတ်ကိုမြန်မာနိုင်ငံလူမှုကေဆိုင်အဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီချမ်းဤတာဆန်မြို့နယ်မှာလူနာတင်ကားနဲ့ပြည်သူစင်းယုံကြီး ကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။မန္တလေးမှာမိုးသီးထန်စွာရွာသွန်းခြင်းကြောင့်မလ28ရက်နေ့ငလျင်တန်းကြောင့်တင်းဆောင်ခဲ့တဲ့အန္တရာယ်ရှိအဆောက်အအုံများတိုက်တာနေအများမကြာခဏအဆိုးတလို့ပြိုကျမှုတွေဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီကလည်းအဲ့ဒီတင်းဆောင်အဆောက်အအုံတွေကိုဖြိုဖျက်ဖို့အကူအညီမပေးနိုင်ကြောင်းဒေသခံပြည်သူတွေစီကသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ညောင်လေးပင်မြို့နယ်ပစုံမြောင်းကျင်းရွာမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတအုပ်တည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ဘကူတိုင်းညောင်လေးပင်မြို့နယ်ပစုံမြောင်းကျင်းရွာအတွင်းမှာပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေတဲ့ ဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တည်ဆုံးခဲ့ကြောင်းမိနကားစစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မေလ28ရက်နေ့မနက်9:45မိနစ်ချိန်ညောင်လေးပင်မြို့နယ်ပစုံမြောင်းကျင်းရွာအတွင်းမှာအင်း80နဲ့တက်ဆွဲပြီးပြည်သူပိုင်နေအင်းများကိုဖျက်ဆီးကရောင်းစားခြင်းနေအင်းများတွင်းမှာပြည်သူပိုင်ပစ္စည်းများကိုဖောက်ထွက်ခိုးယူခြင်းများလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကင်းပုံးဝတ်ပြီးချောင်းမြောင်းပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တည်ဆုံးပြီးနှစ်ဦးထဏ်ရာရရှိခဲ့ကြောင်းသိပါတယ်။ရွာထဲမှာအင်းအား80ရှိတာ အဲ့ဒီအင်အား90ကိုနေရာလေးနေရာလောက် ်ရွာထဲမှာခွဲပြီးတက်ဆွဲထားတယ်ဒီလိုတက်ဆွဲထားပြီးတော့ပြည်သူနေအိမ်ကပစ္စည်းတွေခိုးဖြုတ်တာအဲ့ဒီလိုပဲလင်းရင်လစ်တယ်လို့ပြည်သူအိမ်တွေတက်ဖြတ်တာဖြုတ်ပြီးရောင်းစားတာတွေတွတ်တီခွာရောင်းတာတွေပြင်းနေခွာရောင်းတာတွေအဲ့ဒါတွေရှိတယ်နောက်ပြီးတော့အိမ်ထဲပစ္စည်းတွေခိုးတာတွေလုပ်နေတယ်အဲ့ဒီလိုလာခွင့်ရင်းနဲ့ကျွန်တော်တို့ကင်းပုံးပွက်နဲ့တွေ့တာတွေ့တော့ပြစ်ခတ်ကြတာအဲ့ဒီကိုလာတဲ့အင်အားကတော့ခံမှန်း၁၀ယောက်နဲ့၁၅ယောက်ကြားရှိမယ်ဒါပေမဲ့ရှေ့ကိုထွက်လာတာတော့နေတာပေါ့အဲ့ဒီလိုဖွဲ့လိုက်ဖြတ်ကြတာလို့မိနကစစ်ကြောင်မှတာဝန်ရှိသူတောင်းကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော် PD 237စီးတို့3တိုင်ရင်မီနဂါရှဲပေါ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သတင်းမှာဖော်ပြပါရှင်။ ဆက်လက်ပြီးအလူငွေဘီလီယံ130ကျော်နဲ့ဒေါ်လာ2တန်းကျော် စစ်ကောင်စီထပ်မံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မေလ29ရက်နေ့ကစစ်ကောင်စီကပြည်ရင်းပြည်ပအလူရှင်တွေရဲ့အလူငွေတွေကိုလက်ခံခဲ့ပြီးငွေကြေး131.53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2တန်းကျော်ထပ်မံရရှိခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်တန်းကျောင်းတိုင်းနယ်ပြည်နယ်16ကရက်ကွက်ကျေးရွာလူနေအဆောက်နဲ့လန်ဒရာများထိခိုက်ပျက်စီးများပြားခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်။အဲ့ဒီငလင်ကျောင်းဆုံးရှုံးမှုတန်ဖိုးစု စုပေါင်းငွေကြမ်း3804ဒသမ56ဘီလီယံရှိခဲ့တယ်လို့မေလ29ရက်နေ့ကစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ငလင်တင့်ပြည်သူတွေကိုကုညီထောက်ပံ့မှုနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့ပြည်ရင်းပြည်ပစေတနာရှင်အလူရှင်ကြီးရဲ့အလူငွေကအိမ်ခန်း16ခန်းမှ၄ခန်းအတွက်၄ထပ်တိုင်းဆောင်တလုံးကိုငွေကြမ်း3000နှုန်းနဲ့အလုံးပေါင်း50တလုံးပါဝင်စုစုပေါင်းတန်ဖိုးငွေကြမ်း131ဒသမ53ဘီလီယံနဲ့အမေရိကန်ဒေါ်လာအမေရိကန်ဒေါ်လာ23သိန်း14900ရရှိခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန် ြန်ချက်မှာဖော်ပြပါရယ်။ဧပြီလ၁ရက်နေ့ပထမချိန်ငလင်ကူညီအလူငွေလက်ခံရရှိမှုမှာပြည်ရင်းပြည်ပအလူရှင်များထံမှကြံ့ငွေ132.89ဘီလီယံအလူပစ္စည်းတန်ပိုး72.4ဘီလီယံစုစုပေါင်းငွေကြမ်း125.29နှစ်ဘီလီယံရရှိခဲ့ကြောင်းစစ်ကောင်စီကဆိုပါရယ်။ငလင်ကျောင်းရက်ကွက်384ကူကြီးရွာအုပ်စု944စုကြီးရွာပေါင်း2081ရွာအိမ်နောင်အိမ်နောင်စု36269 69လူဦးရေစုစုပေါင်း ငါးသိန်း6069ဦးဖေးကင်းခဲ့ပြီးတေဆုံတေဆုံသူ3939ဦးပျောက်ဆုံးသူ68ဦးဒဏ်ရာရရှိသူ9104ဦးရှိရလို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်